ျမတတစိတ်မှာပြောင်းလဲလာတဲ့လူနေမှုပုံစံနဲ့ခေရီစီကြောင်းအရာ HIV AIDS ရောဂါဆိုရင်တော့ပိုပြီးတတိပြုဆင်ခြင်ရမယ့်အနေအထားကိုရောက်ရှိနေပါတယ်။ အိန္ဒိယဆိုတာယောဂလက္ခဏာအဆူဝေးကိုပြောခေါ်ဆိုတာဖြစ်ပြီးတော့ HIV ကတော့ယောဂပိုးပဲ virus ပိုးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လူတူကနေတူကိုကူးစက်တယ်ဆိုတာ HIV virus ပိုးပဲဖြစ်တယ်။ HIV virus ပိုးကလူတူရဲ့ခန္ဓာကိုယ်ထဲကိုရောက်ပြီးဆိုရင်နှစ်ပတ်ကနေ6ပတ်အကြာမှာဒီယောဂလက္ခဏာတွေစပြီးမြင်ရတယ်။အထူးသဖြင့်ကတုတ်ကွေးဖြစ်ပြီးတော့ဖျားနာတယ်၊ကိုယ်လက်တွေကိုက်ခဲတယ်၊ပူချိန်တက်တယ်ဒီလိုလက္ခဏာလေးဖြစ်ပြီးတော့ဓာတ်ပတ်နှစ်ပတ်လောက်ကြာရင်အဖျားပြတ်သွားတယ်။အဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့နှစ်ပေါင်းများစွာအလုံးစုံ10နှစ်လောက်ထိဗာယောဂလက္ခဏာမှာမပြဘဲနဲ့ HIV virus ပိုးကလူတူရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတယ် င်ပါတယ်။ဒါဆိုရင် HIV ရောဂါပိုးကခန္ဓာကိုယ်တွေကိုဘယ်လိုရောက်လဲ။အားလုံးသိတဲ့အတိုင်းပဲအကာအကွယ်မဲ့လိန်ဆက်ဆန်တာဒီလိုလိန်ဆက်ဆန်တဲ့နေရာမှာပုံမဲ့တမဲဥကြလိန်ဆက်ဆန်တာအပြင်ဒီစအိုးကလိန်ဆက်ဆန်တာပါးစပ်ကလိန်ဆက်ဆန်တာအဲ့လိုလူတွေမှာဆိုရင်ပိုပြီးတော့ HIV ရောဂါပိုးကူးစက်ဖို့ chance များတယ်။နောက်တစ်ခုကကြတော့လိန်ဒူလိန်ကွဲဆက်ဆန်တဲ့သူတွေအကာအကွယ်မသုံးဘူးဒီနေရာမှာဖြစ်နိုင်တယ်။ပြီးတော့ပုံမဲ့မဟုတ်တဲ့ဒီပါးစပ်ကလိန်ဆက်ဆန်တဲ့လူတွေမှာဆိုရင်တော့ပါးစပ်ထဲမှာအနာဖြစ်တာပေါက်ပြဲဒဏ်ရာတွေရှိမယ်။သဖုံးသွေးယိုတာမျိုးတွေရှိမယ်။ဒီလိုလူမျိုးတွေက HIV ရောဂါပိုးကူးစက်ဖို့ chance ပိုများတယ်။နောက်တစ်ခုကကြတော့ ကိုကလိန်ဆက်ဆံဖို့များနေရဆိုရင်လည်းကိုကဘလို့ပဲဖြစ်ဖြစ်သူ့မှာ risk ကရှိနေရကိုကိုကမဟုတ်ဘူးကိုရဲ့ partner မှာတခြားသောလိန်ဆက်ဆံဖို့အများကြီးရှိနေတယ်ဆိုလည်းကို COD ရောကကိုကရောက်လာနိုင်တယ် ပြီးရခါကျ HIV ရောဂါပိုဖြစ်တဲ့ထင်နှုံးများတဲ့အရက်ဒေတာမှာနေထိုင်သူတွေအဲ့ဒေတာမှာနေထိုင်သူတွေနဲ့အကာအကွယ်မဲ့လိန်ဆက်ဆက်မိတဲ့အခါမှာပဲဖြစ်စေ sexually transmitted infection လို့ခေါ်တဲ့လိန်ရတဆင့်ကူးစက်ရောဂါတွေပြီးရတဲ့အောက်တော့ B ပို C ပိုရှိတဲ့သူတွေအဲ့လိုလူတွေကပို့ပြီးတော့ HIV ရောဂါပိုကူးစက်နိုင်မှု chance များတယ်ဒါမှမဟုတ်အဲ့လိုလူမျိုးတွေနဲ့အကာအကွယ်မဲ့အတူနေမိတဲ့အခါမျိုးတွေမှာဖြစ်စေကိုကကူးစက်နိုင်တယ်နောက်တစ်ခုကတော့ cam sex လို့ခေါ်တာပေါ့ under the influence of drug မူရစ်ဆေးတွေ party drug တွေသုံးပြီးတော့ sex လုပ်တဲ့သူတွေအရဆိုရင် HIV ရောဂါပိုကူးစက်ဖို့တဲ့ပုံမှန်လူတွေထက် chance ပိုများတယ်ပြီးရင်ဆေးထွက်တဲ့ မူးရစ်ဆေးကိုတုံးတာပေါ့နော်ဒီဆေးထိုးအပ်တွေတုံးတာတွေကို share လုပ်မယ်ကိုတယောက်တည်းတုံးတာမဟုတ်ဘဲနဲ့ပြီး set strain တွေကို share လုပ်ပြီးတော့တုံးမယ်ပြရခါကျယောဂါဘူးရှိရဲ့မိမိကဆေးတည်တည်ချာမတောက် treatment ကိုတည်ချာမခံယူထားဘဲနဲ့ကလေးလေးကိုမွေးလိုက်မယ်ဆိုရင်ကလေးစီကိုရောက်သွားနိုင်တယ်။အော်ပြီးတော့ပုံဘယ်လိုပြောမလဲခုနကတော့ဆေးထိုးအပ်လို့ပြောပေမဲ့တမယ်ဦးကျဘယ်လိုပြောမလဲထိုးမိရချွန်ထက်တဲ့အရာတွေနဲ့ ထိုးမိတာမျိုးရှိရဆိုရင်လေဒီဒီချွန်တက်တဲ့အရာအရှိမယောဂပိုးရှိတဲ့သူတွေတခုခုထိုးမိတယ်ဆိုလဲကိုယ်မှာ chance ရှိတယ်နောက်တစ်ခုကကျန်းမာရေးဝန်တန်းနေအဲမတော်တဆစေးထိုးအပ်ထိုးမိတဲ့နေရာမှာဖြစ်စေနောက်တစ်ခုကကြောက်သွေးသွေးနေနေရာမှာပေါ့နော်ကောက်ကွန် screening မလုပ်ပဲသွေးကိုသွေးမိတဲ့သူမျိုးတွေမှာပိုပြီး chance များပါတယ်ဒါဆိုရင်베နီးတွေကတော့ HIV ယောဂပိုးမကူးစက်နိုင်ဘူးလဲဆိုတာသိဖို့လိုပါတယ်တွေးရနေချွေးရနေစီးရနေမကူးနိုင်ဘူးဖက်လို့နန်းလို့အိယာတို့အဝိစားအသုံးဆောင်ပစ္စည်းတွေ share လို့မကူးစက်နိုင်ဘူးအဓိကကတော့ဗဇက်တို့ညလုံးတို့အဲပြက်ခါလိန် င်္ကာတို့စအူတို့ဒီမှာပေါက်ပြဲတံရတွေရှိတယ်ဆိုရင်တော့ HIV ရောဂါပိုးကကူးနိုင်တယ်တကယ်လို့ပေါက်ပြဲတံရမရှိဘူးဆိုရင်ဒီလိုပေါက်ပြဲတံရမရှိတဲ့ပုံမှာသွေးတွေပါတယ်ကြာလို့ ် HIV ရောဂါပိုးကခန္ဓာကိုယ်ဝင်နိုင်မှာမဟုတ်ပဲဖြစ်ပါတယ် HIV AIDS ဖြစ်ပြီးဟိဆိုရင်အရင်ကတော့လိုမျိုးဒါဒီ ARD ဆေးတွေအလွယ်တကူမရနိုင်တော့တာဖြစ်တဲ့အတွက်ဒီနည်းလေးတွေကိုသိရှိထားမယ်ဆိုရင်တော့ပို့ပြီးတော့ချောင်တန်းရအဆင်ပြေမှာပဲဖြစ်ပါတယ်တကယ်လို့ခုမှ HIV ရောဂါပိုးကူးစက်ခံရတယ်လို့တန်လျာရှိရင်ဖြစ်စေ HIV ရောဂါပိုးကူးစက်နိုင်တဲ့နေထိုင်မှုပုံစံတစ်ခုခုကိုလုံးမြင်ရင်ပဲဖြစ်စေဆရာဝန်တွေနဲ့အခမဲ့ဆွေးနွေးမင်းမြတ်တိုင်ပင်ခြင်းနဲ့ဆိုရင်ဖုန်းနံပါတ်ခွန်ရှိရှိခွန်ကိုအတန်စင်ကတ်နဲ့ဖုန်းမိတဲ့ပြားတစ်ချက်မှမကုန်ဘဲအခုပဲဖုန်းဆက်လိုက်ပါ